မင်္ဂလာပါရှင်။ဗမာခေတ်တည်တဲ့ဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထုတ်တင်အုံများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ရခုပြမဆောင်တင်ဆက်ပေးမယ့်သတင်းကတော့တရက်ဦးလေးစိတ်ကနေရှန်ကုန်ပြည်မဲ့ MNA လေးရီမီလောင်ကျွဲမှုဖြစ်ပွားဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။မန္တလေးမြို့တရက်ဦးအပြစ်ပြီးဆိုင်ရလေးစိတ်ကနေရှန်ကုန်မြို့ကိုထွက်ခွာပြန်တဲ့မဲ့မြန်မာလေးကြောင်းလိုက်မြန်မာနေရှင်နဲ့ Airline MNA ခရီးသည်တင်လေးရင်တစီ ရှမန်နေ့ညနေပိုင်းမှာမီလမှုဖြစ်ပွားခဲ့တယ်လို့အဆိုပါခေးစင်မှာပါရှိခဲ့တဲ့ခေးတဲ့တူကသူ့ရဲ့လူမှုကွန်ရက်မှာရှင်းတာဖော်ပြခဲ့ပါတယ်။မန္တလေးမြို့ကနေရှမ်းကုန်းမြို့ကိုမီလ6ရက်နေ့ယမန်နေ့ညနေ6နာရီခွဲမှာထွက်ခွာမယ်အဆိုပါလေကြောင်းလိုင်းလေရင်ဟာပြန်တန်းထွက်ခွာချိန်မှာလေရင်ဘိန်ပေါက်ပြီးမီလောင်ကျွဲမှုဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ လင်းရင်စားအတွက်အချိန်ယူပြီးမှရုတ်တရက်ကြီး desktop အုတ်တာတီလိုက်ရတော့ဘာဖြစ်ကြလဲပေါ့လင်းရင်ပြန်လှည့်ပြီးအချိန်ပြန်ယူတတ်တယ်ဘိန်းတန်ကမညက်တော့ဘူးတန်အတန်တွေထွက်လာပြီကပ္တိန်ကလည်းဖြည်းဖြည်းချင်းပြန်ထိမိလင်းရင်ကိုရက်လိုက်တယ်ဖျားပေးတဲ့အသည့်တရားတစ်ခုကတငယ်ချင်းကိုပြောလိုက်တယ်ဘိန်းပေါက်ပြီလို့ဆိုပြီးအဆိုပါခီးတဲ့ကသူ့အတွေ့အကြုံကိုမျှဝေထားပါတယ်လင်းရင်ဘိန်းပေါက်လို့ကပ္တိန်ကလင်းရင်ကိုထိန်းရက်လိုက်ပေမဲ့ဘိန်းပေါက်တဲ့အကြောင်းနဲ့မီလောင်ကျွမ်းတဲ့ဖြစ်စဉ်အကြောင်းကိုတော့ခီးတဲ့တွေကိုထုတ်ပြန်ကြေညာတာမျိုးမရှိခဲ့ ဘူးလို့ဆိုပါရယ် လင်ရင်ပိန်ပေါက်တာကို announcement မလုပ်ဘူးဆက်ချူရင်းနေတယ်စစ်စေးနေတယ်ကြီးပြောပြီး15မိနစ်လောက်ခရီးသွေးတွေကိုထိုင်ရကမထားခိုင်းဘူးစောင့်နေရင်းနဲ့ညှော်နှန်းကထွာလာပြီးဘာတကားမှမခွင့်ပေးဘူးကိုတွေကိုညှော်ခံခိုင်းနေအဲ့ဒီအချိန်မှာခရီးသည်တွေငိုသူ all the open the door ဆိုပြီးနိုင်ငံခြားသားတွေအော်တန်းနဲ့ရောက်ရက်ခတ်ကုန်ပြီးနောက်ဘက်ကမီးလောင်နေတဲ့ဆိုတဲ့အသေးနဲ့အတူရှေ့ဘက်ကိုထွာလာကြတော့ပို့ဆိုးရောလို့အဆိုပါခရီးသည်ကတို့တွေ့ကြုံကိုရေးသားခဲ့ပါတယ်အဆိုပါမီးလောင်မှုဖြစ်စဉ်ဖြစ်ပေါ်နေခြင်းတွင် လေရင်ရဲ့အရေးပေါ်ထပ်ပေါက်ကိုဖွင့်ခွင့်မပြုဘဲခရီးသည်တွေကိုလေရင်တွဲမှာပဲရှိစေခဲ့တယ်လို့ဆိုပါရယ်။မင်းငိမ့်သက်မှု PCB နောက်မှသာကက်ပတိန်ကမီးလောင်ကျန်းမှုဖြစ်စဉ်နဲ့မင်းငိမ့်သက်ပြီးစီတဲ့အကြောင်းခရီးသည်တွေကိုအတိပေးပြောကြားခဲ့တယ်လို့ဆိုပါရယ်။ ကပ္ပတိန်ကိုရိုင်းကဘိန်းပေါင်းနေလို့မီးလောင်သွားပါတယ်မီးလည်းငိမ့်သွားပါပြီဆေးဖြစ်ပါပြီဆိုပြီးပြောတော့မှဆဲဆိုတန်းကပူဆိုရော်လို့အဆိုပါခီးတဲ့ကသူ့ရဲ့လူမှုကွန်ရက်မှာရှိသားခဲ့ပါတယ်အဆိုပါလေရင်ဘိန်းပေါင်းမီးလောင်ကျွမ်းမှုကြောင့်ခရီးတဲ့ရီတစုံတရာထိခိုက်ဒဏ်ရာရရှိမှုမရှိဘူးလို့သိရှိရပြီဖြစ်စဉ်အသေးစိတ်ကိုတော့ဆက်လက်စုံစမ်းတည်ပြုနေစေဖြစ်ပါရှင်ဆလံဘိန်းပခုတ်ကူနဲ့မြိုင်မျိုးနဲ့အဆက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် ်မကွေတိုင်းပခုတ်ကူမြို့နယ်နဲ့မြိုင်မြို့နယ်ဆက်ကိုစစ်ကြောင်းထိုးလာတဲ့ဂျန်လက်စစ်ကောင်းစီတပ်သားများကိုတိုက်ခတ်ရာစစ်တပ်ဘက်မှခုနှစ်ဦးသေဆုံးခဲ့ကြောင်း MBV Revolution Force အဖွဲ့မှတောင်းရှိသူတို့ကရှင်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်မေလာတရနေ့တွင်ပခုတ်ကူမှအင်အားနေရာခန့်ပဂျန်ဘက်စစ်တပ်စစ်ကြောင်းနဲ့ညောင်ချစ်ပင်ဘက်မှပန်းနိုင်တော်မင်းကန်ရွာမှမြိုင်မြို့နယ်တွေကိုဝင်ရောက်လာပြီးမေလာနေ့ရက်နေ့ညတွင်လေတံကြီးကြီးရွာနောက်ရနာ A+ အညာမြေစစ်စင်ရေးအဖွဲ့နှင့် MBBRF အဖွဲ့မှရှဲပေါ်များက ကစောင့်ကြိုတိုက်ခိုက်ခဲ့ပြီးထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။ရှင်းထိတွေ့တိုက်ပွဲသည်မိနစ်30ခန့်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲတွင်ဂျမ်ဘက်စစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။ထို့သောတိုက်ပွဲဖြစ်ပွားပြီးနောက်ဂျမ်ဘက်စစ်ကောင်စီတပ်သားများသည်လေတံရွာအနီးရောက်ရှိလာစဉ်တော်လှန်ရေးအဖွဲ့များကထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား9ဦးထပ်မံသေဆုံးခဲ့ကြောင်းထို့ပြင်တော်လှန်ရေးဘော်တို့ဦးလည်းမြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းသိရသည်။ထိတွေ့တိုက်ပွဲများအတွင်အထင်းနာနေသောဂျမ်ဘက်စစ်တပ် စ်ကြောင်းသည်လေရန်ရွာတွင်တက်ဆွဲပြီးမေလနေရနေတွင်တစ်ကြီးတော်ရွာကိုမိရှို့ဖျက်ဆီးပြီးနောက်ညာအချိန်တွင်လေချောင်းပြစ်ကိုခေါ်ကာအနီးနားရှိကျေးရွာများကိုဝိုင်းဝန်းတူးလေရင်ဖြင့်ဘုံသီး29လုံးကျဲချတိုက်ခတ်ခဲ့ကြောင်းသိရှိရသည်မေလ3ရက်နေ့တွင်အကြံဖက်စစ်တပ်စစ်ကြောင်းသည်လေရင်ဖြင့်အနီးနားရှိကျေးရွာများကိုဂျက်ဖိုက်တာ20စစ်တပ်လေဒီ20နှင့်ဝိုင်းဝန်းတူးလေရင်တို့ဖြင့်စစ်နေကျင်းဘုံကျဲတိုက်ခတ်ခဲ့ပြီးပြည်သူများစစ်ကြောင်းလာရောက်စဉ်ဂျိုတင်ရှောင်ရှားနိုင်ခဲ့သောကြောင့်ထိခိုက်မှုမရှိဘဲနေအိမ်များသာ ပျက်စီးခဲ့ကြောင်းရင်းနေညနေပိုင်းတွင်ကျန်းဖက်စစ်တပ်စစ်ကြောင်းတွင်ပေါက်ပင်ကန်ရွာကိုထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။မေလ၄ရက်နေ့ကျန်းဖက်စစ်တပ်စစ်ကြောင်းတွင်ပေါက်ပင်ကန်တစ်ကြီးတော်လေတံရွာများမှထပ်မံမီးရှို့ဖျက်ဆီးပြီးနောက်ကင်မုံဝင်နေသောစစ်ကောင်စီတပ်သားများနှင့်တော်လှန်ရေးတပ်ဖွဲ့များထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရသည်။ မေလတရက်နေ့ကလေးကပခုတ်ကူကနေအင်အား200လောက်နဲ့လာတဲ့စစ်ကြောင်းမှာနေ့ရက်နေ့မှာကျွန်တော်တို့မြိုင်နယ်ကိုဝင်လာတယ်သူတို့ဝင်လာတဲ့အချိန်ကျွန်တော်တို့ကစောင့်ကြည့်ပြီးတော့လေတန်းရွာရဲ့နောက်ဘက်မှာစစ်ခွေးတွေကိုအတန်းလိုက်ပြီးတက်လာတော့ မီတာ90လောက်အကွာမှာစတင်ပြီးတော့ထိတိတိုက်ပွဲဖြစ်ပွားတယ်။သူတို့ကအင်အားလည်းအရွယ်များတယ်။အဲ့လိုတိုက်ပွဲဖြစ်ပြီးဆိုရင်လည်းရွာထိပ်မှာတိုက်ပွဲထပ်ဖြစ်တယ်။ရွာထဲမှာလည်းထိတိတိုက်ပွဲတွေထပ်ဖြစ်တယ်။ထိတိတိုက်ပွဲတွေကတော့အချိန်ရများခဲ့တယ်။ကျွန်တော်တို့ကသူတို့တက်လာတာကိုစောင်းလိုက်နဲ့ပြစ်လိုက်နဲ့ထိတိတိုက်ပွဲမှုကဇက်တိုက်ဖြစ်ခဲ့တာပေါ့ဟု MVV Revelation 4အဖွဲ့မှတောင်းရှိသူတို့ကပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုများကို A-Black အညာမြေစစ်စင်ရေးအဖွဲ့ MVV Revolution 4ရွှေဘီ Fighter မဟုတ်ရအလင်းတန်းပျောက်ကြားမြိုင် Scorpion People Defense Force Phoenix People Defense Force စာမဏေပျောက်ကြားထေရောင်ပျောက်ကြားစနေမင်းတမမြေပျောက်ကြားတပ်ဖွဲ့မြိုင်နဲ့မဟာမိတ်များကပူးပေါင်းလှုပ်ဆောင်နေကြောင်းသိရသည် ဆက်လက်ပြီးမြိုင်မျိုးပေါ်ရှိစစ်တပ်၏ထမ်းမှုတော့ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား9ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းမြိုင်မျိုးပေါ်ရှိအကြမ်းဖက်စစ်တပ်၏ထမ်းမှုတော့ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ကြောင်းမြိုင်ကရာရီယာ People's Defense Force ဖွဲ့ကထုတ်ပြန်ထားသည်။ မေလာတရံနေ့တွင်မြန်မျိုးပေါ်ရှိအစံဖက်စတိတ်တမ်းမှုရော့ကေကိုတော်လိုင်းတပ်ဖွဲ့များကဝန်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးရှင်းတိုက်ခိုက်မှုအတွင်အစံဖက်စက်ကောင်စီတပ်သားသုံးပွဲချင်းမိတီဆုံးခဲ့ကြောင်းသိရှိရသည်တိုက်ပွဲဖြစ်ပွားပြီးနောက်ရှင်ကိတ်ကိုရောက်ရှိလာသောဂျမ်ဖက်စက်ကောင်စီတပ်သားများနဲ့တော်လင်းတပ်ဖွဲ့များတိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းထို့တိုက်ပွဲတွင်ဂျမ်ဖက်စက်ကောင်စီတပ်သားတို့ထပ်မံတိုက်ဆုံခဲ့ကြောင်းသိရှိရသည်။ အဆိုပါတိုက်ခိုက်မှုကိုမြိုင်ပကဖတက်ခွဲနှစ်ဖြစ်သောဂလုံပြည်သူ့ကောင်ရီတပ်ဖွဲ့နှင့်အခြားတော်လှန်မှမင်းအင်အားစုများကပူးပေါင်းလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်ရှိကူဆလန်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရကတော့စောချက်သူနဲ့တာနေအိုကိုအမေရိကန်ကအရေးယူပိတ်ဆိုခဲ့တော့လေ BGF စီးပွားရေးလုပ်ငန်းများတွင်ပါဝင်ပတ်သက်နေတဲ့ကြံမိသားစုဝင်များတန်ခတ်ပိတ်ဆိုမှုမှလွတ်မြောက်နေစေဆိုတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင် အမေရိကန်များကိုပြစ်မှတ်ထားဦးတည်သောအွန်လိုင်းငွေကြေးလိမ်လည်မှုများအပါအဝင်နေဆက်ဖြတ်ကျော်ရဆွဲမှုများတွင်စစ်ကောင်စီလက်အောက်ခံ BGF ကောင်ဆောင်ပုံမှုကြီးစောချစ်သူနှင့်တာနေဦးကိုအရေးယူတန်းခတ်ပိတ်ဆိုလိုက်ကြောင်းအမေရိကန်အစိုးရကရှမန်နေကတရားဝင်ထုတ်ပြန်ကြေညာခဲ့သည်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံခရင်အမျိုးသားတမရော KNU အမည်ပြောင်းလဲထားသောခရင်နေကြားဆောင်တဲ့ BGF ကောင်ဆောင်ပုံမှုကြီးစောချစ်သူခေါ်ဆမ်းမင်း၎င်းတို့မိသားစုနှင့်မဟာမိတ်များသည်တရားမဝင်လောင်းကစားရုံများစိုက်ဘာလိန်လိန်လုပ်ငန်းများအပါအဝင် င်နိုင်ငံဖြတ်ကျော်ဒုစရိုက်စီးပွားရေးလုပ်ငန်းများကိုနိုင်ငံတကာ၏အပြစ်ပေးအရေးယူခံရခြင်းကင်းလွတ်စွာဖြင့်လောက်ကိုင်းနိုင်ငံမှမှတစိမ့်ကျယ်ဝချမ်းသာလာခဲ့ခြင်းဖြစ်သည်။ထို့သောပြီးခဲ့သည့်လပိုင်းများတွင်တရုတ်၏ PR ပေးမှုကြောင့်ထိုင်းနိုင်ငံ၏နေဆက်ဖြတ်ကျော်ဒုစရိုက်လုပ်ငန်းများအပေါ်နှိမ်နင်းခဲ့မှုများအပါအဝင်ရှမန်နီကချမှတ်လိုက်သော American အစိုးရ၏တန်ခတ်အရေးယူမှုများသည်စောချက်သူနှင့်၎င်း၏စီးပွားရေးလုပ်ငန်းများကိုကြီးစွာထိခိုက်စေသည်။တစ်ချိန်တည်းတွင်ပင် BGS စီးပွားရေး Empire ပါဝင်ပတ်သက်နေသော်လည်း BGS ကောင်ဆောင် ောချက်သူဤစနေနေ့တမီတို့မှမအမေရိကန်ဆိုရိုက်တန်ခတ်ပိတ်ဆို့မှုများမှလွမြောက်နေစေဖြစ်သည်ဟုမြမအရေးတက်ကြွအလှရှာသူတို့ချို့ကဆိုသည်အထူးသဖြင့်ဆောချက်သူဤတမီဖြစ်သူအသက်29နှစ်အရွယ်နန်းနေနန္နာအေးသည်စင်ကာပူနှင့် UK တို့တွင်ရရှိခဲ့သည်သူမ၏နိုင်ငံတကာပညာရေးနောက်ခံကိုအသုံးပြု၍စီးပွားရေးပုံရိပ်ကိုတည်ဆောက်ခဲ့သည် သူမတဲ့ကရင်နယ်ခြားစတဲ့နဲ့ဆက်ဆက်သေးစီးပွားရေးလုပ်ငန်းကြီးလေးကိုရင်းရှယ်ယာများပိုင်ဆိုင်ထားပြီးဒရိုက်တာအဖြစ်ပါဝင်ကြောင်း Justice for Myanmar အဖွဲ့ကအစီရင်ခံစာထုတ်ပြန်ထားသည် သူမသည်ချင်းလင်းမြိုင်တက်တူတူဖော်ရင်းနှင့်စက်မှုလုပ်ငန်းကမ္ပဏီလီမိတက်ချင်းလင်းမြိုင်တိုယိုတာကမ္ပဏီလီမိတက်ရွှေပြည်သားမြန်ကမ္ပဏီလီမိတက်နှင့်ထူမြင့်တာတို့ကမ္ပဏီလီမိတက်စသည့် BGF ကုမ္ပဏီကြီးများတွင်ဒါရိုက်တာနှင့်အစုရှယ်ယာရှင်အဖြစ်ထဲထဲဝင်ဝင်ပါဝင်နေခြင်းလည်းဖြစ်သည်။နန်းနေနန်းနာအေဒီကရင်နေချောင်းစောင့်တဲ့ BGF ၏ရောင်စွစီဘောကွန်ရက်တွင်ဆင်းမြင့်ရာတို့ဒါရိုက်တာဖြင့်ပါဝင်ပတ်သက်နေမှုအတွက် BGF ကျူလွန်သောနိုင်ငံတကာရောက်စွမှုများတွင်ကြံရပါပတ်သက်သူဖြစ်ကြောင်းရှင်းပေါ်တောင်းခံစေတဲ့ကြောင်း ် Justice for Myanmar ကထုတ်ပြန်ပြောဆိုထားခဲ့ပြီးဖြစ်သည်2021ခုနှစ်ဖေဖော်ဝါရီလဆက်အနာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းနန်းနေနနာအေရင်နိုင်ငံဖြတ်ကျော်ရဆွေးမှုများအတွက်နမည်ဆိုဖြင့်ကြော်ကြားသောနေဆက်ဒေတာရွှေကုတ်ကိုရင်သူမ၏စီးပွားရေးလုပ်ငန်းများကိုတိုးချဲ့ခဲ့သည်သူမသည်တံမိုးကြီးရေဝဲများနှင့်နိုင်ငံခြားအရေးများရောင်းချသည့်ကုန်စုံဆိုင်ပြီးခဲ့သည့်လပိုင်းအတွင်းဖွင့်လှစ်ခဲ့သည့်စားသောက်ဆိုင်များအပါအဝင်စီးပွားရေးလုပ်ငန်းအစ်များစွာကိုတိုးချဲ့ဖွင့်လှစ်ခဲ့သည်စောချက်သူ၏ဇနီးနန်းခင်လာသည် BGF နှင့်ဆက်ဆက်စီး ီးပွားရေးလုပ်ငန်းများတွင်တရားဝင်ရှယ်ယာရှင်သို့မဟုတ်ဒရိုက်တာဖြစ်ဖော်ပြခံထားခြင်းမရှိတော့လိမ့်လူမှုကွန်ရက်တွင်ဖော်ပြထားသော သူမ၏လူမှုရေးရာလှုပ်ရှားမှုများကြောင့်အဆိုပါစီးပွားရေးလုပ်ငန်းများတွင်ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေကြောင်းထင်ရှားနေသည် သူမသည်အဆိုပါလုပ်ငန်းများမှအကျိုးမြတ်ရရှိနေသူဖြစ်သလိုယင်းအကျိုးမြတ်များကြောင့်ကျွမ်းဝချမ်းသာသည့်စိန်ခံလူနေမှုပုံစံတွင်နေထိုင်နိုင်သူလည်းဖြစ်သည်ရခုတ်ကစောချစ်သူနှင့်၎င်း၏သားများသည့်အမေရိကန်ပြည်တော်စုတန်ခတ်ပေးဆိုမှုများချမှတ်ခံလိုက်ရပြီဖြစ်သည့်အတွက်နိုင်ငံပြင်မှရှောင်းနေစရာနေမြေကျင်းမြောင်းလာပြီဖြစ်သည်စောချစ်သူနှင့်သားများအနေဖြင့်၎င်းတို့ရာဇွတ်လုပ်ငန်းများအတွက်နိုင်ငံတကာတန်ခတ်ပေးဆိုမှုများနှင့်ရင်ဆိုင်နေရသော်လည်းကျန်ရပါကျန်မီသားစုဝင်များမှမူပြည်တံကင်းလုံခွင့်ကိုဆက်လက်ရရှိနေစေဖြစ်သည် ရှင်အချက်တွေကရင်နေချာစောင့်တက်ပေါ်ပုံမှုကျပြန့်လန်းချုံတဲ့အတန်ခတ်ပိတ်ဆို့မှုများလိုအပ်နေကြောင်းကိုလည်းဖော်ပြနေခြင်းလည်းဖြစ်သည်။